ကျွန်မကအီလီယန်ဖြစ်ပါတယ်ဆိုတော့ politics for women မြန်မာရဲ့တည်ထောင်သူဖြစ်ပါတယ်ရှင်ကျွန်တော်တို့ဒီနိုင်ငံရေးတွေတော်လှန်ရေးတွေစပြီးတော့ပါဝင်တဲ့အချိန်မှာကြုံရတဲ့ပထမဆုံးပြဿနာကနိုင်ငံရေး နဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာယူဆရတဲ့အယူဆပေါ့နော်နိုင်ငံရေးဆိုတာအမျိုးသမီးတွေနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘူးအမျိုးသမီးဆိုနိုင်ငံရေးနဲ့မလောက်ကောင်းထောင်တန်းနေထောင်တန်းတဲ့နိုင်ငံရေးဆိုတာအမျိုးသမီးနဲ့မဆိုင်ဘူးပေါ့နော်ကင်းကင်းကွာနေတဲ့နေရာဆိုတာဒါလူ့ဘဝစီးတစ်ခုလုံးကကြည်ကြည်နဲ့လက်ခံထားတဲ့အယူဝါဒဖြစ်တဲ့ခါကျတော့နိုင်ငံရေးလုပ်တဲ့ချိန်မှာဒီကိစ္စကအကြီးဆုံးပြဿနာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ တော်လန်ရင်ထဲမှာပါတဲ့အချိန်မှာလဲဒါတော်လန်ရင်ရဲ့အတိတ်မန်တိုင်းနေထဲမှာမြို့သမီးတယောက်ကဆုံးဖြတ်ခွင့်ရဖို့ဆိုတာတကယ်တော့လက်တွေ့မှာမရှိနေသေးဘူးတော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့မြို့သမီးတယောက်ကတော်လန်ရင်ရဲ့အဆုံးဖြတ်တွေကိုဆုံးဖြတ်လို့ရတဲ့အနေအထားကိုမပေးနေသေးတာကလည်းဒီလက်ရှိတော်လန်ရင်ရဲ့အမျိုးသမီးအပေါ်မှာကတ်တက်ထားတဲ့ကတ်တက်ချက်တခုလို့တော့မြင်တယ်ပေါ့နော် သီရိုဒီမားဖြစ်လာနိုင်တယ်။နိုင်ငံရေးအသည့်တွေတည်နိုင်တယ်။ဒါပေမဲ့လက်တွေ့မှာတော့လုံနိုင်တဲ့အခြေချင်းမရှိနိုင်ဘူးဆိုတော့စဉ်းစားချက်ကဒါပထမအဆုံးကြုံရတဲ့အခက်ခဲပေါ့နော်။ဒုတိယတစ်ခုကညာနာအဖြစ်လဲစည်ရေးပြည်ရည်တွေမတည်နိုင်ဘူး။စည်ရေးပြူဟာတွေမတည်နိုင်ဘူး။စည်ရေးနီးနာတွေမတည်နိုင်ဘူးဆိုတာဒါအကြီးဆုံးစဉ်းစားကြတယ်။မနာမည်ကတော့မူဆက်ဖြစ်ပါတယ်။အမကော်ဘရာကော်လန်တက်ခွဲတုံးမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တယောက်ဖြစ်ပါတယ်နော်။ မျိုးသမီးတယောက်အနေနဲ့တော်လိုင်းမှာပါဝင်တာဘလို့အတားအဆီးရရှိတယ်ဆိုအဲ့လိုမျိုးအတားအဆီးရတော့မရှိဘူးပေါ့နော်ကိုယ်အဓိကကိုယ့်ရဲ့စိတ်ပဲပေါ့ကိုယ့်ရဲ့စိတ်ကဒီတော်လိုင်းရေးမှာဆက်ရထက်တန်နေတယ်ဆိုလို့ရှိရင်ဘယ်အတားအဆီးမစိုးကိုယ်ကကြော်ဖြတ်နိုင်မှာပဲလေကိုယ်ကစစ်ဖက်ဆိုင်ရာအတားအဆီးအနေနဲ့ဆိုလို့ရှိရင်တော့မရှိဘူးပေါ့နော်ဒါကိုယ့်ရဲ့စိတ်ပေါ်မှာပဲမူတည်တာပေါ့အတားအဆီးဆိုတာယောက်ျားလေးနဲ့ဒန်းတူကိုယ်ကတိုက်ခိုက်နိုင်တာလားဒါမှမဟုတ်တော်လိုင်းရေးမှာတောင်းတနေရနေဘယ်နေရာမစိုးကဒီအစ်စ်အာနာရှင်ကိုတော်လန်နေတယ်ဆိုလို့ရှိရင်ဒါတော်လိုင်းရေးလောက်တာပဲကွာသိရပါလားอืมစစ်ဖ တ်ဆိုင်ရာစပတ်ဆိုင်ရာအတားစီအခက်ခဲတွေဘယ်လိုရှိမလဲဆိုလို့ရှိရင်တခါရက်လို့ရှိရင်ကွာဟိုအမားတို့ကအားနွယ်တဲ့ main ကလေးဖြစ်တယ်ဆိုပြီးတော့အလိုရှေ့တန်းနေမှာယောက်ျားလေးနဲ့ဒန်းလူပေါ့နော်တာဝန်မထမ်းဆောင်နိုင်ဘူးထင်ပြီးတော့ရှေ့တန်းတွေပါလေမခေါ်တဲ့ဥစ္စာတွေပါရှိရပါကွာဒီစီရင်တဲ့ပတ်သက်ရင်အမျိုးသမီးတွေကိုမပါနိုင်လို့ပြောတဲ့အထဲမှာပရမအောင်ဆုံးကြောင်းပြချက်က အမျိုးသမီးတွေကအရန်တုန်နေတဲ့အသက်အရွယ်ကြုံရနိုင်နေဆိုတာနဲ့ကျွန်တော်တို့တားရတယ်ပေါ့နော်ဒုတိယတစ်ခုကပါလဲဆိုတော့အမျိုးသမီးတွေကစစ်ရေးထဲမှာပါလာရင်ဒါပြေးလည်လွားဟဲ့လုပ်တဲ့ချိန်မှာအရန်နောက်နှောင်းနေတယ်လို့ပြောကြဒါပေမဲ့စစ်ရေး training တကယ်ယူထားပြီးသွားပြီဆိုရင်အမျိုးသမီးတွေအဖြစ်အမျိုးသားအဖြစ်ဒါပြေးတဲ့ပြေးနိုင်တဲ့နှုံရောတနက်ပြတဲ့နှုံအားလုံးတူတူပဲပေါ့နော်ဆိုတော့ကိုကာရကိုကာရခွန်ကဘလောက်သိမ့်မကွာတော့ဆိုတော့ဒါက training ယူပြီးသားလူတိုင်းတည်တည်ချာသိတယ်ပေါ့နော် ကျွန်တော်တို့လူဖွဲ့စည်းရာကြောက်တတ်တဲ့မျိုးသားအောင်ခဲ့ကြတော့မကြောက်အောင်တင်ပေးပြီးတော့ကြောက်တတ်တဲ့မျိုးသမီးကြီးခဲ့ကြတော့မကြောက်အောင်မတင်ပေးဘူးကြောက်လဲဆိုရင်မလုံးနဲ့တော့ဆိုတော့နောက်ကိုတွန်းလိုက်တာပေါ့နော်ဆိုတော့ဒီ skill ကိုထပ်ပြီးတော့မဖြည့်ပေးဘဲနဲ့အဲ့ဒီပုံမှာပဲအခြေခံပြီးတော့နောက်ကိုဆုတ်လိုက်တာပိုလုတဲ့ခါကျတော့မျိုးသမီးအကျန်းများဖြစ်ဒီအပြင်းမန်းနေမြင်ကြည့်ရင်မျိုးသမီးတွေကပို့ပြီးတော့ကြောက်တတ်တယ်ဆိုတော့မြင်သွားတာဒါကတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါလေးလည်းထည့်ပြီးတော့ပြောချင်ပါတယ်လို့